MRD4 ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Aurora Temperament Laban ဆိုတဲ့အတိုင်းစက်မှချင်းကလက်ကြီးတစ်ပါးပဲဖြစ်ပါတယ်။တိန်ကောင်းကင်ဆာယောဂါကဆိုရင်ကမ္ဘာတစ်လုံးမှာသဒ္ဒထအဖြစ်များဆုံးယောဂါတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာဆိုရင်တော့ဒုတိယအဖြစ်များဆုံးနဲ့အသက်အန္တရာယ်ဆုံးရှုံးမှုအများဆုံးယောဂါတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ပရိုက်ရဲ့ဟိုတယ်မှာကျန်းမာပြုလုပ်တဲ့မြန်မာအမျိုးသမီးများနေကိုဂုဏ်ပြုတဲ့အနေနဲ့သိရင်ကောင်းကင်ဆာယောဂအကြောင်းကျန်းမာရေးသိပညာပေးဟောပြောပွဲခမ်းနားကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ာမျိုးသူများနေ့ကိုကြိုဆိုသောအပြင်ကျင်းပပြုလုပ်တဲ့တည်ငင်ကောင်းကင်စာယောဂအကြောင်းအသိပညာပေးဟောပြောပွဲအခမ်းအနားကိုတော့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့မီဒီယာများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်တေငောင်းကင်စာကားွယ်ဖို့တိုးရီလက်တွဲဆိုဆိုတဲ့ခေါင်းစဉ်နဲ့တာဖားနေမီရဲ့အထူးကုဆရာဝန်ကြီးတွဲဘက်ပမောက္ခဒေါက်တာဦးစိုးလွင်နဲ့ ကလေးထုခုဆရာဝန်ကြီးပေါမောက်ခဒေါက်တာဦးစောဝင်းတို့မှကျန်းမာရေးအသိပညာပေးဟောပြောသွားမှာဖြစ်ပါတယ်။တင်ကောင်းကင်စာကကွယ်ဖို့တို့ရီအားလုံးလက်တွဲဆိုဆိုရဲကျန်းမာရေးဟောပြောဝဲခန္ဓာကိုစတင်ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး Medical Manager Medical Affair Asia Pacific Glaxosmithkline Singapore မှာ

တင်ကောင်းကင်စာဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်တဲ့အခြားအကြောင်းအရာများယောဂါလက္ခဏာများနဲ့ဘလိုမျိုးစမ်းသပ်စစ်ဆေးနိုင်မလဲစတဲ့တင်ကောင်းကင်စာဖြစ်ပွားမှုနဲ့ပတ်သက်ပြီးဟောပြောပေးခဲ့ပါတယ်ကြောက်ဒီလိုဒီပြောက်အများဆုံးဖြစ်နေရတာ 今年没人了，今年人真少，是吧？二零四三年，那那那那年没人，他就一万只来。今年有，今年有嘛些，大家的，给大家介 ်ကောင်းကင်ဆာဆိုတာเนาะမြန်မာနိုင်ငံမှာမြန်မာ မျိုးသမီးတွေကိုเนาะထိတ်ဆုံးရနေအများဆုံးတတ်နေတဲ့เนาะလူတတ်ကောင်လို့ပြောလို့ရပါတယ်တတိကျပြောမယ်ဆိုရင်သူ့တဲ့เนาะအဲပို့ပြီးတော့ဖြစ်တာဆိုရှင်ရင်သားကင်ဆာတူကတော့ဒုတိယဖြစ်များဆုံးဒါပေမဲ့သူ့ကြောင့်တည်တဲ့เนาะလူနာရေတွက်ဟာရင်သားကင်ဆာတွေတော့ပိုများသေးတယ်တင်ကောင်းကင်ဆာဆိုတာတကယ်တမ်းကျတော့ကာကွယ်လို့လည်းရတယ်ကုသလို့လည်းရတယ်ဘာကြောင့်မြန်မာမျိုးသမီးတွေဒီလိုတည်နေရတာလဲဆိုတော့အရင်စစ်ကအမြင့်မြေရဆိုတဲ့အတိုင်းပဲတေချာလိလာကြည့်တဲ့အခါကျတော့ ကျွန်တော်တစ်ခုတွေ့တွေ့ရတယ်တစ်ခုကဘာလဲဆိုရင်အသိပညာအားနည်းတာပေါ့မသိလို့ဖြစ်တာနော်ဒီယောဂဘာကြောင့်ဖြစ်လဲဆိုတာမသိဘူးဘလို့ကာဝဲမယ်ဆိုတာမသိဘူးယောဂဖြစ်လာပြီဆိုလည်းဖြစ်မှန်းမသိဘူးနော်တော့တေချာကုလို့ရမှန်းလည်းမသိဘူးနော်နောက်တစ်ခုကဘာလဲဆိုမြန်မာမျိုးသမီးတွေရဲ့တဘာဝပေါ့နော်ရှက်တက်ယွန့်တက်တာနော်ဆေးရုံတွေကိုကြောက်ကြတာအဲ့တော့တခုခုနော်ယောဂဖြစ်လာပြီဆိုလို့ရှိရင်လည်းသူကနော်အထူးသဖြင့်ဒီမျိုးပွားဟင်္ဂါတွေကိုနော်ဆရာဝန်တွေကနေကင်တွယ်စမ်းတက်မအောင်သူတို့ကြောက်ကြတယ်နော်ရှက်ကြတယ် ဲ့တော့မရှက်တိမကြောက်တဲ့နေရာမှာရှက်ကြောက်ကြားပြီးတော့နောက်ဆုံးဘလို့မှမရှူနိုင်မကင်နေဖြစ်တဲ့အချိန်ကျမှဆေးကိုရောက်လာတဲ့ခါကျတော့ဆိုတော့နောက်ကျနေပြီဆေးကူရတဲ့ခါမှာလည်းမအောင်မြင်နိုင်နဲ့တွေ့ရတယ်ဆိုတော့မျက်စိချင်းမှာမြူးမီတည်နေတာပေါ့နော်အဲ့လိုမတည်ဘူးဆိုရင်ဒါတိဖို့လိုလာပြီအဲ့တော့အဲ့ဒီအသိပညာပေးဖို့ဟာဆရာတို့ပြမဆုံးเนาะအရေးကြီးဆုံးချက်ဖြစ်တယ် တော့ပထမဆုံးအနေနဲ့နော်မျိုးသမီးတွေအားလုံးသိရမှာပါလေဆိုရင်ဒီတင်ကောင်းကင်ဆာဟာကန်ဆိုးလို့ဖြစ်တာမဟုတ်ဘူးမမြင်နိုင်တဲ့ဟာနော်နတ်တရားနေတော့ဖန်ဆင်းလို့ဖြစ်တာလည်းမဟုတ်ဘူး Human Papilloma Virus နော် HPV Virus လို့ခေါ်တယ်အဲ Virus ပိုးတစ်မျိုးကြောင့်ဖြစ်တာအဲ့ဒီကောင်ကလည်းလေတွေကနေစင်လာတာမဟုတ်ဘူးလင်းဆက်ဆံရာနေတစ်ဆင့်ကူးဆက်တာဖြစ်တယ်နော်အဲ့တော့လင်းဆက်ဆံရမှာအခုနကတော့လင်းအင်္ဂါကြီးတိတွေ့တဲ့နေရာနေပြီးတော့တယောက်တယောက်ကိုဆက်ပြီးတော့ဒီယောဂါဖြစ်တာအဲ့တော့ เนาะတေချာလိလာကြည့်လို့ရှင်လေဟာငငငယ်ရွယ်နဲ့လင်ဆက်ဆန်တဲ့မျိုးသမီးတွေအပျော်ဖော်များတဲ့မျိုးသမီးတွေเนาะကိုကတော့တယောက်တည်းပဲဒါပေမဲ့အဲအဲ့ဒီကိုဆက်ဆန်တဲ့တယောက်ကအပျော်ဖော်များတယ်လို့ဆိုလဲဒီယောဂဘုရားအခုစီရောက်လာတာเนาะတော့ပြောချင်းတကူရေးတန့်ရှင်းမှုအားနေတာစလိတ်เนาะတောက်တဲ့မျိုးသမီးတွေဖြစ်တာပုံတွေ့ရတယ်ဒါကြောင့်မလို့ဒီယောဂကိုเนาะဒီတရားခံကိုလည်းသိပြီเนาะသိတဲ့အခါကျတော့ဒီယောဂကိုကာကွယ်လို့လုံးဝရတယ်ကဘာပါမဒီယောဂဟိုတိတိယောဂကာကွယ်နေတဲ့ကာကွယ်စီနှစ်မျိုးရှိတယ်နှစ်မျိုးစလုံးဆယ်ဦးနိုင်ငံမှာဟိုထိုးလို့ရနေပြီ တော့အသက်9နှစ်ကနေ17နှစ်ကြားထဲမှာစပြီးတော့ထိုးနှံနေနေအဲ့လိုထိုးထားခြင်းအဖြစ်လဲเนาะအနည်းဆုံး10နှစ်လောက်ထိเนาะဒီယောဂါကိုကာကွယ်နေနေနောက်တစ်ဆင့်ကတော့ဗာလဲဆိုလို့ရှိရင်ဟာယောဂါပိုဝင်သွားပြီเนาะဝင်သွားပြီနောက်ဆုံးကင်ဆာဖြစ်ပြီဖြစ်ပြီဆိုရင်လည်းမတည်သင့်ဘူးဘာကြောင့်လဲဆိုတော့ဆောဆောစီးစီးဆိုဆရာတော်ကဒီယောဂါကိုတိလို့ရှိရင်ထိထိရောက်ရောက်เนาะစီးကုလို့ရတယ်เนาะခွဲစီးပြီးတော့လည်းကုလို့ရတယ်ဓာတ်ရောင်ကြီးနဲ့လည်းကုလို့လည်းရအဲ့ဒါကြီးကလည်းဆရာတို့နိုင်ငံမှာခွဲစီးနေတဲ့ဆရာဝန်တွေဓာတ်ရောင်ကြီးဌာနတွေကအကုန်လုံးရှိနေတယ် ပြဿနာလူနာတွေကစောစောမလာဘူးဖြစ်ခါစားအခြေအနေလေးကိုသိပြီးသလိုရှိရင်ကျွန်တော်တို့ထိရောက်ဆုံးအမြန်ဆုံးကုလိုက်ရင်ဒီယောဂါကြောင့်မတည်တော့ဘူးပေါ့နော်အဲ့မှာသီကုတ္တရိညာလေးနှစ်ခုရှိတယ်တစ်ခုကခွဲစိတ်တာတစ်ခုကကျတော့ဓာတ်ရောင်ကြီးပြတာ အဲ့တော့နောက်တစ်ခုနော်မြန်မာမျိုးသမီးတွေအတိအမြင်လွဲပါနေတာပါလဲဆိုရင်ဓာတ်ရောင်ကြီးပြရင်ဟာအဲ့တော့ဓာတ်ကင်တယ်လို့သူပြောကြဓာတ်ကင်မယ်ဆိုဟာအကုန်ထွက်ပြေးကုန်လို့သူကြောက်ကြတယ်နော်အဲ့ဒါလည်းလုံးဝမှားယွင်းတဲ့ယူဆတွေဖြစ်တယ်တကယ်တမ်းကျောင်းထိတိကျကျတေချာကုမယ်ဆိုရင်ယောဂပျောက်ကင်းနိုင်တယ်ဆိုတာကိုနော်မြန်မာမျိုးသမီးဒုတိယနှုန်းကိုသိရှိသိကျင်ပါတယ်ဆလပီအခမ်းအနားစီစဉ်အရာ လေးထုကုဆရာဝန်ကြီးပေါမောက်ခဒေါက်တာဦးစောဝင်းမှာတရင်ကောင်းကင်စာကာကွယ်ခြင်းကြောင့်တီကောင်းဆရာများနဲ့ကာကွယ်ဆေးထိုးနှံခြင်းအကြောင်းကိုဟောပြောပေးခဲ့ပါတယ်။တင်ကောင်းကေစာကာကွယ်ဆေးကိုအသက်၉နှစ်မှ၃၃နှစ်ကြာအိမ်အောင်မပြုတ်မီအချိန်မှစတင်ပြီးကာကွယ်ဆေးထိုးနှံတင်ပါတယ်။တင်ကောင်းကာကွယ်ဆေးထိုးတဲ့အခါမှာဆေးထိုးထားတဲ့နေရာက ၊နာကျင်၊နှီးမြန်းခြင်း၊ရောင်ရမ်းခြင်းနဲ့ခေါင်းကိုက်ခြင်းတို့သာဖြစ်ပွားနိုင်ပြီးအခြားပိရွတ်ဆိုးကျိုးမရှိနိုင်တဲ့ကာကွယ်ဆေးမျိုးဖြစ်ပါတယ်။ကဲတင်ငောင်းကင်ခာကာဝန်ကြီးကတော့ဒီနီးစနစ်တွေတော်တော်များများရှိတယ်ပေါ့နော်အဲဒီမြို့သမီးတွေမှာပုံမှန်စောစောစီးဖြစ်တဲ့တင်ငောင်းကင်ဆာကို screening လို့ခေါ်တာပေါ့နော်သူကအသားစားလေးပေါ့ ်အသားလေးဟိုလေးပေါ့ကော်ပြားလေးနဲ့ယူယူပြီးတော့စစ်ကြည့်တယ်ပေါ့စစ်ကြည့်ပြီးဆော့ဆီးသိရင်ဒါကိုကုတာတယ်ပေါ့နော်အဲ့ဒါတဏီပေါ့အဲ့တော့ဒီတိမ်ကောင်းကစားဖြစ်တာနဲ့ဒီယောဂဘူကုဆက်ခံရတာနေရဓာတ်ရိုက်ဟိုဆက်ဆက်မှုရှိတယ်ဆိုရယ်သတ္တနာသတ္တုဒေသနာတွေရှိခဲ့အဲ့တော့ဒီယောဂဘူကုဆက်ပြီးနှစ်ပေါင်းများလာကြရင်ဒီကင်ဆာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒီယောဂဘူကို မကုဆက်အောင်ကာကွယ်လို့ရှိရင်ဒါဒီ တင်ကောင်းကင်ဆာကိုကာကွယ်ရရောက်တယ်။ဒီသဘောတရားနဲ့ဒီတင်ကောင်းကင်ဆာကာကွယ်ဆေးကိုထိုးပါတယ်။အဲ့ဒါ HPV vaccine လို့ခေါ်တော့ပါတော့ Human Papilloma Virus vaccine အဲ့ဒါကိုထိုးထားခြင်းအပြင်ဒီယောဂဘုမျိုးသမီးတွေမှာမကူးဆက်ခံရဘူး။မကူးဆက်ခံရလို့ရှိရင်ရေရှည်မှာကင်ဆာဖြစ်တာတရားရိုင်းလို့မဟုတ်တော့အများကြီးရောကြသွားနိုင်တယ်ပေါ့နော်ဒါအေးနော်ပြည်သက်များမှာတရှိလိုတဲ့မိကုံများကိုဆရာကြီးများမှာပြန်လည်ဖြစ် जा ပေးခဲ့ပြီး ခန္ဓာကို အောင်မြင်စွာပြီးမြောက်စေခဲ့ပါရဲ့ရှင်ဒါကြောင့်မို့အမျိုးသမီးတိုင်းကတည်ငင်ကောင်းကင်စားလို့တန်ရရှိပြီးဆိုပါကမရှက်မယုံမဲနှီးဆက်ရဆေးရုံဆေးခန်းများသို့သွားရောက်ပြီးဆေးကုသမှုခံယူသင့်ပါတယ်။ဒါအပြင်တည်ငင်ကောင်းကင်စားယောဂါကိုဘ ਹੁ အမျိုးသမီးဆေးရုံအပြင်တားဖွားနှင့်မိရဲ့ဌာနရှိတဲ့ဆေးရုံများမှာအခမဲ့စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ ပရိသတ်များကလည်းဒီနေ့ရဲ့ခန္ဓာကိုကြည့်ရှုပြီးကျန်းမာရေးဆိုင်ရာဘ ഹു တုတ္တရီများစွာရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။